အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဇေဘုကုံချတတ်တာပြီးတော့ထမင်းစားမိတ်စီမယ်ဘုံငပြိုက်တလေးရဲ့ channel ကလက်လက်ဆက်ဆက်စူးရလေးကိုကြောက်ဦးလေးနဲ့ကြော်ပြီးတော့တဲ့ချင်လေးနဲ့ဖွဲ့ရလေးစားပါမယ်ရှင် ကဲခုဆိုလို့ရှိရင် channel မှာတည်သေးတွေကလည်းတင်းနေရဆိုတော့လေမိန်းတို့တွေကအမှန်လဲစားတယ်အစိမ်းဆိုလို့ရှိရင်လည်း color gen တို့ပြီးသွားရင်တရက်ချင်းတို့လုံးလိရှိကြရဲပေါ့နော်ဒီနေ့ကတော့မြန်တို့အိမ်စားဖို့အတွက်ပေါ့နော်တရက်ချင်းလေးကိုနည်းနည်းလေးသိပ်လိုက်အောင်မယ်တရက်ချင်းသိပ်ဖို့အတွက်ကကြတော့လေတရက်တရားအလိုပြုတ်ကြတဲ့အနာထက်အပေါ်ကနေလည်းဆက်ဆက်ခူးရတာမျိုးဆိုပို့ကောင်းတာပေါ့နော်ကလေးဒီတော့သားမှာတော့ ခုလာကြရင်ခုလာတဲ့ချင်းဒပလင်းလောက်ပဲတင်ပြအများကြီးမသိတော့ဘူးငုံငမြိတ်ချက်မှာဆိုတော့ငုံအလုံး350ကိုအများကြီးဝယ်ထားပြီးတော့ပြုတ်ပီးထားပါတော့နော်ဒီတိုင်းတော့ super ရဲ့ကြော်မှာဆိုတော့လေ channel ရတဲ့ less super ရဲ့လေးတောက်ခုလိုက်အောင်မယ်အဲ့လိုအတက်ကိုညှက်ချပေးမှနူးထွက်တာအဲ့ဒါကိုကတ်ချင်းနဲ့မြန်မြန်လက်နဲ့စိုက်ပြီးခူးထားကြတော့အတက်ကမထွက် ဒါကအိမ်ရှိရအပင်ကအစေးဆိုင်ထားတယ်မှာတပင်နဲ့နေ1 2 3 4 5 6 9လုံးတည်ရအခွန်8 8လုံးတည်ရဒီမှာအိနေအနံ့မွေးလိုက်ပမာရောလေအေးလေးလေလုံးရဟင်းချတာတဲ့ဒီကျတော့ခိုင်းလိုက်ကြီးအင်းဟိုးနဲ့ထဲကတော့ပူရောကြတာရက်ရက်ပြုတ်ကြတာခိုင်းလို့မတော့ဘူးလိုက်ဘူးလေ။ဘုမေကလည်းပြုတ်မကြအောင်တော့။ဒီကိုကလည်းပြုတ်မကြအောင်။အဲ့ဒီကလည်းကိုဟိုတန်းလုံးကလည်းပြုတ်ကြပါလေ။ sư bố nhân này cho ông này cho bà mẹ à tia trên tay cả bà anh sao bỏ nó tia trên tình người được sao nhem nhem đi ခဲ့နှင်းဒါကတော့ညိုင်းမှာပေါ့နော်တဲချင်းတိတ်တာတော့ပါတယ်တွေးမှာဆိုတိတ်တာပလင်းနေမှာအများကြီးပဲတဲချင်းတိတ်တော့မယ်ဆိုလို့ရှိရင်စားအောင်များများသုံးပြရတယ်စားနေပြီဆိုလို့ရှိရင်လေတဲချင်းကမဆက်ဆက်ဖြစ်နေနေပဲနဲ့ပျော့သွားပါပေါ့နော် ဘုံငံပြရဲ့ချက်ဖို့တော့ကကြတော့စက်တော်နေပပလိထားရလေစက်တော်ကြီးထောင်းထားရလေနဲ့လည်းနင်းလေးနဲ့ဝင်လာစီတက်ပြရပါတော့။စက်တော်လေးဤလာပြီဆိုလို့ရှိရင်လေမြန်တော့ငံပြရဲ့ချက်အဆက်ချက်ချက်မှာဆိုတော့ငူတိခွဲချက်လေးထည့်ပြီးတော့စီတက်ပေးတယ်။ဒါဆိုဟင်ခံမထရပါတော့နော် ။ဒါတော့အငန်းကျတော့ငန်းပြားကြီးတစ်မျိုးပဲသုံးမှာပေါ့နော်။စားမထည့်တော့ဘူးငန်းပြားကြီးချက်ဆိုတော့ပြီးတော့အချိုသားကျတော့ဒီရွှေစွန်းဟိတ်ကက်မောင်သုံးတာ။တွားကျတော့လောကအချိုကြီးတည်တတ်။စားအချိုမောင်သုံးတာမကြိုက်ဘူးဆိုလို့ရှိရင်ဒီဟိတ်ကက်မောင်ဒီရွှေစွန်းကအသုံးလို့အဆင်ပြေတယ်။တွားအငန်းမပါဘူးလောကလောကမှာတွားအချိုရတာပဲပေါ့နော်။ချက်တော်နေလေးလိမ့်လာပြီဆိုရင်ဤလာပြီပေါ့နော်။ဤလာပြီဆိုရင်နိုင်လို့ရေငန်းပြားကြီးလေးထည့်ပြီးတော့ချက်ပါမယ်။ဒီလိုအနေထားကလေး တက်သားကိုပြုတ်ပြီးထောင်းလို့ကြော်တာမျိုးတော့အမဲသားထောင်းလို့ကြော်တာမျိုးဆိုအရင်အစားကောင်းတာတက်တော့အဆိုးကြော်ပေါ့နော်မြန်မာဘက်ကခေါ်တာတော့ထောင်းလို့လို့ခေါ်ကြတာဒါကြတော့ကျမွားကြော်အဆိုးကြော်တို့ပြီးအမဲမွားကြော်အဆိုးကြော်တို့ကျက်တုံးလေးတွေနုံပြီးတော့ဣလာကြီးဆိုတော့လေမင်းတို့ငုံလေးထည့်ပေးမယ်နာနာလေးလိမ့်ပေးမယ်ပြီးမှရှင်းဆွတ်မယ်နော်မင်းတို့ကလေအဲ့လိုငံပြားကြီးဆက်ချက်ပြီးဆိုလို့ရှိရင်ကျက်တုံးလေးကျက်တုံးမျိုးရောထောင်းပြီးတော့လဲစီတက်ချက်တယ်ကျက်တုံးမျိုးပပလေးလှီးပြီးတော့လဲချက်တယ်ပေါ့နော် ။ညာရေဆွက်ပြီးလို့မှအရသာမြေကြီးလို့တကယ်လို့ယူတီရဲ့ဆက်ကဆက်တယ်ဆိုတော့အချိုးလိုတယ်ဆိုတော့မှပဲရွှေစုံဟိခဲမုံထည့်လိုက်တော့မှာပေါ့နော်။ဒီရွှေစုံဟိခဲမုံကကြတော့ FTA လည်းရထားပြီးသားသူက HACCP တွေရောဟာလာလည်းဖြစ်တာဆိုတော့ဒါလူမျိုးဘာသာမျိုးတွေစိတ်ချစွာစားသုံးလို့ရရပေါ့နော်။ငနေတို့ဒါရေဆွက်မယ်။ငုံကပြုတ်ပြီးသားဆိုတော့မာတဲ့အနေထားလောက်ပဲဆိုတော့ရေအလောက်ထည့်တယ်ပြီးသွားရင်ပွက်ပြီးတော့ခမ်းပြီဆိုလို့ရှိရင်မျိုးချတော့မှာပေါ့နော်။ဒါကတော့ ပြန်စားကောက်မယ်အတုံးမြုံလေးနဲ့တွဲစားကိုတော်တော်စားဆောင်တာပေါ့နော်စပူရက်ကိုကြောက်နဲ့ကြော်ဖို့တော့ကကြတော့ကြက်တော်နေလေးရယ်စားနဲ့ချွေစွန်ဟင်းခမောင်းလေးထည့်ပြီးတော့ကြက်ဦးလေးနဲ့ကိုခလောက်ပြီးမှုေပေးတာပေါ့နော်ကဲမြိုင်ငုံကပြိုင်ချထားတဲ့အချိန်မှာအမြိုင်မှာစူပုတ်ရက်ကိုကြောက်လီနဲ့ကြော်ပေးတာပေါ့နော် ကဲစပွေးရလေးလည်းကြော်ပြသားရေဆိုတော့အမြန်ချက်ထားတဲ့ငုံငွေပြည့်ချဲလေးရည်ပေါ့နော်အချင်းနေနေကကြတော့မြိုင်းမတိတ်ထားတဲ့ဒီတရဲချင်းလေးကိုကြက်သွန်နေလေးနဲ့ဒီရွှေစုံဟင်းခက်မော်လေးနဲ့ထည့်ပြီးတော့ပဲမြန်တုပ်ပေးရပါတော့နော်စီလေးပပားလေးတော့ထည့်ပေးရပါတယ်ဒီရွှေစုံဟင်းခက်မော်ကြတော့မြန်တို့လိုဒီလိုမျိုးပေါ့နော်အတုပ်လေးထည့်လိုက်အဆင်ပြေတယ်အချိုရတာပပားလေးထည့်ခြင်းနဲ့ဆိုတော့အဆင်ပြေတယ်ပေါ့နော်ဒါကတော့တရဲချင်းတော့စားတော့တရဲချင်းအစောကြီးတိတ်ထားစားနဲ့တိတ်ထားဆိုတော့အငယ်အများကြီးထည့်ကြမလို့နည်းနည်းပဲထည့်အားလေးကတော့ပဲ ပေးသေးဟင်ခမောက်လေးနဲ့စီလေးနဲ့နေအောင်ပဲပေါ့နော်ဒီနေ့ရဲ့ဟင်းပွဲလေးရာဆိုလို့ရှိရင်လေးစေဖို့တင့်ပြီးတော့ဒါသမင်းစားမိတ်စေတဲ့ဟင်းလေးပေါ့နော်။နိုင်ကုံကြတာဆိုလို့ဒီငုံဘိုးလေးလောက်ပဲရှိတာပေါ့နော်။ကျန်တာတော့မြို့ကြောင်နဲ့မရင်သရှိတဲ့ပစ္စည်းလေးနဲ့ဝယ်မြန်ချလိုက်တာပေါ့နော်။ကျွတ်တုံဆူဆူလေးနဲ့ချက်ထားတယ်။ငုံငံပြားကြီးချက်။ကဲဒါကတော့တရက်ချင်တော့တော့မြိုင်းမှာကြော်ထားတယ်။စူးလေးနဲ့ချက်ဖို့နဲ့ချက်။ချက်ဖို့ကတူ။ ဘုလုံးမင်းဟိုတခါတော့ဝင်ထိုင်မှာလားဒီနေ့ကတော့အေးတောင်လေးမပါတဲ့အတွက်ကြာမလို့ရင်တွင်လေးနဲ့တုံးဆောင်ကြပါရှင်ဟာဦးမင်းဖိတ်ထိုင်ကျော်ကလုံးမင်းထိုင်မယ်ဆက်လို့လားကြီးစပေါ်ရကြအော်ဟိုတမအော်ကြီးဝသားစားလားလူမင်းတို့ဟိုတမဝသားနေချက်ရှိသေးတယ်လောကသားဒါစားတော့ ဟာပြီးလဖက်ဖြတ်တော့ချက်မလားဟိုလဖက်ချောင်းနှက်ထားတယ်။ရှိလားစားလေ။ကဲချက်တတ်သွားတာနောက်ဆုံးကပဲစားပါမယ်မိုးနေလို့။ဟွာချီလိုက်ရတာ။ကျူအစားတော့။လောဘေးလောက်တာဒီမချမ်းနဲ့တဲဆောက်တာချက်ကြရတာအများကြီးနဲ့။အားတာ။အဆန်းအလာချက်မလို့ပဲပုံနော်။ညာရိုက်ပြည့်ရှိတယ်ဆိုတော့ထုံးလေးတစ်လုံးလေးလိုက်ရတာပြောတာ။နင်အားပေးကြပါရဲ့။

ရငါကြပ်လက်ကမချမ်းဒီတခါတော့လောက်ပါပဲရှင်။ခင်နောက်ဘက်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုနည်းချက်စားပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါဦးနော်။ညရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရအောင်လေ။ကျေးဇူးအများကြီးတရှိပါရှင်။